ိကတော့စီပင်ဝန်ထမ်းတွေကိုပေါ့နော်ဒါတောင်းမဲ့ချင်တာဒါဆော့ဘာလည်းချင်းမရှိပါဘူးလို့ရားရတဲ့ character ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီလိုမျိုးပြောရတဲ့အတိုင်းတွေနားလည်ပြီးပါလို့မြန်မာရဲ့ခင်ချင်ပါတယ်။ဘာလဲဟုတ်စနားခေါမိုက်တင်းနဲ့တော့နင်းတို့နှောက်ခေါနေနေတိလို့လားသူတွေစိတ်ထဲမပြေဝဘူးပေါ့နော်ဒါမိဘအရောင်ကဘယ်အလုပ်လုပ်လို့မိဘမိဘပဲရှက်စရာလို့တွေးရမှာမဟုတ်ဘူးလေတရားအားနာမပြောရဘူးသူမိမိကလည်းဒီကားရဲ့အချိန်မှာသူကဒီရှူတဲ့စိတ်ပေါ်အစားရောက်ပြီးဆိုတာနဲ့ ဲ့ဒီအတိုင်းနေတာ character အတိုင်းအဲ့လိုလုံးဝမျက်နှာကိုပြိုးငယ်ပြီးတော့အယဲတနာကိုကောင်းတယ်ဒီတိုင်းကြည့်တော့ပါလေဒီတော့အာမထင်တော့ဘောနော်မထင်မပင်းနဲ့ပောက်သွားတယ်လို့ထင်ပါတယ်။ကိုညမကိုလမ်းမှာတွေ့လို့ခေါ်လိုက်မိတာ။မလေးဖက်စင်လား။ ခိုးမိုက်သိနေတယ်ညို့နှမ်းခွန်တယ်နည်းနည်းသိလို့လားမသိပါဘူးဟာတစ်ခါမှမဝင်ဘူးပြရမယ်ဒါတို့ကြာလေတဒံလို့သိဦးသူလေးတော့ဆိုတော့ဒီအမိုက်သိနေလူတယောက်ရဲ့ character ကိုပေါ်ဖို့အတွက်ကကြာတော့ဒီလိုပုံမှန်ချက်လိုရာထပ်ပို့ပြီးတော့ over လုပ်ရတဲ့နေရာလေးလေးရှိရပါတော့အဲ့လိုဆိုတော့ poster မှာတော့လေအဲ့လိုမျိုးဒီပုံရဲ့ lighting တင်တိုင်းပုံပုံ lighting တော့ထင်ပါရဲ့ဒါထင်တာတော့ဒီ saturation ကိုဘာလို့မြင်ထားလို့လားမသိဘူးနည်းနည်းလေးပိုထင်းနေရတယ် စကားလာလို့ရှိရင်ကြီးကြီးပါအဲ့လိုကြီးမျက်နှာမပေးပါဘူးဟုတ်စီလွန်မှာအမိုက်သိမ့်နေတဲ့ဖိုးထောင်ဆိုတဲ့ကောင်အကိုတော်ရတာရှက်နေကြတာပေါ့ဟုတ်လားဟုတ်တယ်လေညီမလေးအကောလမ်းမေးမှာအမိုက်သိမ့်နေစီပင်ဝင်နေဆိုတာတို့တို့သိသွားလို့ရှိရင်ညီမလေးဘယ်တော့မှသိခါကြားလဲကိုကြီးအဲ့ဒါမတွေ့မိဘူးဟုတ်တယ်အရန်ဆိုးရယ်ဆိုးရတာကသူ့ဆိုးရတဲ့ကိုရိုင်းနေလို့ပြောလို့ရမှာပေါ့နော်ဒီကိုအကိုအရင်ကမှ အရန်မောက်ပါပြီးတော့စကားတွေကအရန်ကြမ်းတမ်းနေပေါ့နော်ပြီးတော့သားတွေတစ်ခုလုံးမိတာရက်ခံချင်တာပါလေဆိုတော့ဒီကားလေးကိုအာဒီကားမှာပါရင်တချို့ဒိုင်ယာလော့တွေရောက်ပေါ့နော်ဒိုင်ယာလော့တွေရောက်ပေါ့နော်အရန်ကျန်းနေပေါ့နော်ကွန်ကရစ်မပြောချင်ဘူးဒါပေမဲ့အဲ့အဲ့စင်းနေမှာကျတော့ဒီအတိုင်းပြောမှအတိတ်ပဲတယောက်ပဲ အရာမျိုးတွေရှိတယ်ပေါ့နော်အဲ့လိုဆိုတော့တချို့တရားလုံးတွေကိုမပြောစီမင်းနဲ့ပြောထားရပါတယ်အဲ့ဒါကဘယ်ဘယ်သူ့ကိုမှဘယ်ဒီအဓိကတော့စီပင်ဝန်ထမ်းတွေကိုပေါ့နော်ဒါကတောင်းပန်ချင်တာဒါစော်ကားလည်းချင်းမရှိပါဘူးလို့ဒီဒီ character အရာဒီလောကသူ့အတွက်တင်နေစရာဘဝသူ့အတွက်ရှစ်စရာဆိုပြီးတော့ဒီစံနာဆိုတဲ့ character ကတင်နေပြီးတော့ဟိုက ရာရဲ character ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီလိုမျိုးပြောရတဲ့အားလို့နားလည်ပြီးပါတော့လို့မိသားရဲ့ခင်ချင်ပါတယ်။ဒီကနေလည်းစီပေတက်ရှင်ဝန်ထမ်းတွေပေါ့နော်။ဒါအနေနဲ့တောက်မှတ်ချင်ပါတယ်လို့အဲ့လိုမျိုးလေးသုံးလုံးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါတာဘက်ကအလိုတော်ချင်စီမရှိပါဘူးလို့ပြောတယ်။အပေါ်ကစီပေဝန်ထမ်းမို့လို့တကယ်ချင်းတဲ့ဘိန်းဆက်ဘိန်းရဲဦးဆိုတဲ့ဟာပြတော်တော်တက်လာတာပေါ့နော်။ဒါလက်ခံလေးကိုကြည့်ပြီးတော့ဘလိုလေးစီထဲမှာခံစားရလဲဥပမာကဒါအဲ့ဆောင်မလေးအနေနဲ့ဆိုလို့ချင်းစီထဲမှာရှင်းပြတဲ့ပုံစံဖြစ်နေတာပေါ့ဒီ character လေးရရှင် တော့ဒီ character အရာကို character ကိုတမန်ကြီးအနေနဲ့ဝင်ခံမယ်ဆိုလို့ရှိရင်တော့သူ့ရဲ့စိတ်ထဲမပြေဝဘူးပေါ့နော်။ဒါမိဘအရောင်ကဘယ်အလုပ်လုပ်လို့မိဘမိဘပဲရှစ်ဆရာလို့တွေးရမှာမဟုတ်ဘူးလေ။ဒါဆိုလို့ရှိရင်ဒီမြေစာရဲမှာဆိုရင်အကိုကြီးကကြာအကိုကြီးအဖေအဖေညမှာရှိတယ်။အဲ့ဒါကိုတက်တက်လုံးနဲ့ကျွေးဝင်ပြစုခဲ့တယ်ဆောင်းလျှောက်ခဲ့တယ်ဒီကိုရဲ့ဇေယျအကုန်လုံးလည်းအကိုကတာဝန်ယူပေးထားတာပေါ့။သူက င်းငယ်ပြီးတော့ဒီအလုပ်ကိုရှက်စရာမင်းနဲ့ပြီးတော့အကိုကိုလည်းပြောတဲ့စကားကြီးကအစောကားစကားပေါ့နော်အဲ့လိုမျိုးဆိုတော့အဓိကအဓိကလေးကလေပညာပေးကားလေးပါအဲ့လိုမျိုးဆိုတော့နောက်ပိုင်းမှာတော့အလိုသူကလည်းဒီလိုမျိုးဖြစ်တာလေးရှိရမှာနော်ပြီးတော့သားတို့ရဲ့ဒီမြေစာဆက်လက်လေးရကြတော့ True Story True Story ဆိုတာအပြင်လောကမှာရှိခဲ့ဘူးတဲ့မိသားစုတစ်ခုကိုဒီကြိုးယူခံပြီးတော့ ဇက်လန်သဘောလို့ပြန်သွားထားတာပေါ့နော်ဒါကလေကိုမိမြတ် interview တစ်ခုမှာလည်းဖြည့်ထားတာရှိပါသေးတယ်ဟို90ရာခိုင်နှုန်းလောက်ကအမှန်ပေါ့နော်30ရာခိုင်နှုန်းလောက်ကကြာလေဒီဇက်လန်သဘောရချင်တာလေးရှိရပါတော့အဲ့လိုဆိုတော့ဒီလို character မျိုးတွေကအပြည့်မှာရှိပါတယ်အဲဆိုတော့တာတို့ကဒီရုပ်ရှင်အနေနဲ့ပညာပေးအနေနဲ့ဒီပြိဿကိုချပြထားတာပေါ့နော်ဆိုတော့တီရှုမျိုးဝေးခံအောင်ပေးပါဦးကျွန်တော်က TV ရောကရှိနော်ဘုကပါပဲဟာ မြမလေးလက်တီးပြီးရောကဖြစ်နေလို့ပဲထမင်းတူတူမစားဘူးညနေထောင်းပါဘာလို့လဲဆိုတော့ရုပ်ရှင်ကားကြီးမှာလုံမရဘူးကအရင်ရှာရပေါ့နော်ဒါတို့ဒီအနေနဲ့အမဒီဘုရားတော့ငါးနှစ်လောက်လုပ်ခဲ့ပြီဒါပေမဲ့ဒီရုပ်ရှင်ဘက်မှာဆိုရင်ကျတော့အစိမ့်တသက်ပေါ့နော်ဂျုံကထပ်ပြီးတော့မှအစိမ့်တသက်အနေနဲ့အစ်စ်ကနေပြန်စားတာဆိုတော့အရင် challenge ဖြစ်ခဲ့တယ်ပြီးအများကြီးလည်းစူးစမ်းထားရပေါ့နော်ဆိုတော့ပရိသတ်တွေအနေနဲ့တိကျဆောင်တော့တရားဖြစ်လက်ခံအောင်ဒါအများကြီးစူးစမ်းထားတာ ကိုပြည့်ပြည့်ကိုဒါအော်ပြီးပြောရတာလေဒါရရင်နိုင်ပြောတဲ့အခါပြောတယ်ဘာလို့ပြောင်းအားနာရလဲတကယ်အားနာတယ်မပြောရဘူးကိုပြည့်ပြည့်ကလည်းဒီကားရဲ့တဲ့အချိန်မှာသူကဒီရှူတဲ့စိတ်ပေါ်စားရောက်ပြီးဆိုတာနဲ့အဲ့ဒီအတိုင်းလေး character အတိုင်းအဲ့လိုလုံးဝမျက်နှာကိုပြုံးငယ်ပြောအဲ့လိုအယဲသနာကိုကောင်းတယ်ဒီတိုင်းကြည့်နေတော့မှကိုငယ်ငယ်တော့ပြန်သူကားကြီးကြည့်ပြီးအားပေးခဲ့တာတကယ်တည်းမြေပကအိုက်တော့ ဲ့လိုဆိုလေစင်းမမှာအဲ့လိုသူကလေရောက်ကလေးကအဲ့လိုမျိုးလေနောက်ကွာလေကိုကြီးကဖြစ်တယ်ညာဖြစ်တယ်ဆိုတော့မပြောရဘူးလေအဲ့လိုဟဲ့တနာမိုင်ဘာလို့အဲ့လိုကြီးပြောနေရလဲပေါ့နော်ဒါပေမဲ့လေကိုကအရင်ပြောတဲ့ခါကျမှကိုမိမိရဲ့ character ပို့ပြီးော့ဒီတနာမှုကောင်းမယ်ဒီညီမဆိုတယောက်ရဲ့အဲ့လိုပုံစံပို့ပေါ်မှာဆိုတော့တော်တော်အာမယိုင်ထားပါလေအဲ့ဒီပါဘုရားသုံးတော်ရဲ့ဖေတဲ့မေတို့မေတို့ကိုစောကားတယ်ငါပြတော်မခွင့်မလို့ဘူး 这修啊，三号嘛，这修是吹垃圾的呀，我请假的。 ဘာလို့လဲဆိုတော့ဒီကားကလည်းအဲ့လိုငိုချင်းငိုချင်းအောင်လုပ်မှာအဲ့တော့စလာကလေးကအဲ့လိုတမားဆရာမကောင်းကောင်းအောင်လုပ်ထားပြီးတော့ပိတ်သက်တီကိုလုံးဝမျက်ရည်ချူမဲ့ကားပေါ့နော်အဲ့လိုဆိုတော့ကိုမင်းမျက်ကိုအရင်တုန်းကအာပိရဲ့ပိတ်သက်တီဆိုပြီးပို့ပြီးအောင်မှာဟိုကမင်းချင်ပါလေရှင်တော့ဖေလာနဲ့နေတော့ပေါ့နော်ပိတ်သက်တီအများဆုံးအာပိတဲ့ကားဆိုတော့နောက်တော့မှပီတီဖီကလည်းပြောပြပါဦးအရင်ပြောရဲဒီကိုဒီ character အနေနဲ့ရွေးချယ်ပေးရဲသူအနေနဲ့လည်းဒါမျက်နှာမပြည့်စရာပေါ့နော်ကို့အနေနဲ့ဒီအကောင်းဆုံးလုပ်ပြနိုင်တယ်လို့လည်းအဲခံစားရတယ်ပြီးတော့ ကိုပါဝင်းနဲ့ကဒီလောက်ထိအဲဒီပေါ်လို့ youth မှာအဲ့လိုတစ်ချိန်အောင်တက်လာနေတာမြင်ရတာလေအရန် PT ဖြစ်မိပါတယ်ဟုတ်ပါဟုတ်ဒီနေ့ကတော့စိတ်နှဲတော်နေပေါ့နော်ဒီတမင်နဲ့အမင်္ဂလာတော်ဆိုင်တွဲမှာပေါ့နော်တကြံအကျိုးစေးရောင်းပွဲလေး20 23 24ပေါ့နော်သုံးရတဲ့အချိန်မှပေါ့မှာလို့ပြောချင်တယ်ဘယ်လိုလဲဒီနေ့ဝှထားနေတဲ့ပတ်သက်ပြီးတော့ ်ဟုတ်ရှိတယ်ဘောကြအဲစိတ်နှံတော့နဲ့အလုပ်တွေလုပ်လာခင်ဗျာကာလာမှာဒီဆက်ကတောင်းလို့မပြေဘူးတော့ဒီမှာလိုဝေဝေးဟာလေးစဉ်းစားအောင်နော်ဇိုင်းလေးလေးစမ်းနေစိတ်စိတ်ရောအရင်တော့နေရာစိတ်တည်လို့ဆိုတော့တိတ်ပါတယ်ရေဝေးထားလို့အဲစိတ်နှံတော့နေရာတော့ဒါတို့စပြီးတော့ဒီဇလန်တွေစရိုက်ကလေးကဒီ စိန်နှင်းတော်လည်းဒါတို့အလုပ်တွေတောက်လျှောက်ခေါ်တယ်အခုဆိုရင်နှစ်တည်းလည်းအများကြီးကြာနေပြီပေါ့နော်စိန်နှင်းတော်ဆိုလို့ရှိရင်လည်းဒါအကုန်လုံးတည်ရဲဆိုင်ခွဲလေးအများကြီးရှိရဲကျောစိန်နှင်းတော်ဒီတမကအမြင်ပါစေရှင်ဒီတမကဟိုနေတိုင်းနေတိုင်းမှာဆိုင်ခွဲအများကြီးအများကြီးခွင့်လွှင့်နိုင်ပါစေလို့ဆုတောင်းပေးပါရှင်